ခုကာလကလောကိုသွားလေကြမဲ့သူတွေများနေတဲ့အတွက်ကျွန်တော်တို့ကလောသွားတော့ကတဲလို့အဆင်ပြေခဲ့တဲ့နေရာလေးတွေကိုပြန်လည်မျှဝေပေးချင်ပါတယ်ကျွန်တော်တို့ဒီတစ်ခေါက်ကလောခရီးစဉ်ဟာ၈ရက်ကြာခဲ့ပြီးတော့အဲ့၈ရက်အတွင်းမှာဟိုတယ်နှစ်ခုနဲ့အင်းတစ်ခုမှာတည်ပြီးခဲ့ပါတယ်အဲ့၃နေရာလုံးကလည်းကျွန်တော်တို့ကလောမသွားခင် review လေးတေချာရှာဖတ်ပြီးတော့မှသွားတည်တာဖြစ်တဲ့အတွက်တဲရခုကတော့တော်တော်လေးကိုအဆင်ပြေပါလေအဲ့ဒါကြောင့်နောက်သွားမယ့်လူတွေလည်းအဆင်ပြေအောင်လို့ကျွန်တော်တို့တဲခဲ့တဲ့နေရာလေးတွေကို sharing ပြန်လုပ်ပေးလိုက်ပါတယ် ပထမဆုံးကျွန်တော်တို့ကလောရောက်တော့နှစ်ရက်တဲဖြစ်ခဲ့တဲ့ Happy Holiday အင်းလေးအကြောင်းပြောပြပါမယ်။ဒီအင်းကတော့ကလောဘူရာရဲ့အကျော်မှရှိပါတယ်။ကလောဘူရာကနေဆိုရင်တော့နည်းနည်းလေးထက်လာတယ်။မြို့ရင်းနဲ့နည်းနည်းလေးလှမ်းပြီးမယ်။အရင်ဝေးနေတာမျိုးလည်းမဟုတ်ဘူး။ဒီအင်းကိုသဘောကျတဲ့အချက်က "तू က chain ထဲမှာအိမ်လေးကြီးဆောက်ထားဖြစ်တဲ့အတွက် hotel မှာတည်ရတဲ့ vibe မျိုးမဟုတ်ဘင်းနဲ့အိမ်နဲ့ chain နဲ့နေရတဲ့ feeling မျိုးခံစားရတယ်။အခုကျွန်တော်ရောက်ပြီဆိုတာ reception ကိုတွေ့ပြမယ်။ပြီးရင်ကျွန်တော်တို့ခံဟုတ်သွားပါမယ်။ ကျွန်တော်တို့အခန်းကြတော့ဒီ reception ရဲ့ဟိုးအနောက်ဘက်ကနှစ်ထပ်ဆောင်ပါဒီမှာအခန်းတိုက်ကနှစ်မျိုးရှိတယ် superior နဲ့ dealers နဲ့ superior ကျတော့တန်ပန်အခန်းနေလို့ပဲအိတ်ခန်းပါမယ်ရေချိုးခန်းအိမ်သာပါမယ် dealers ကျတော့ mini kitchen လေးပါတယ်အဲ့တော့ကလောမှာအစားအသောက်တွေဈေးကြီးတာတော့ကလောရောက်ခွေတွေတည်လိမ့်မယ်ကိုယ့်ဘာကိုချက်စားကြည့်နေတဲ့တွေအတွက်တော်တော်အဆင်ပြေတယ်ကျွန်တော်တို့ကတော့ dealers အခန်းယူထားပါနောက်တဲမဲ့နေရာလေးရောက်ပါပြီဒီနေရာလေးက happy holiday inn ပါ သူကအဒီလိုအိချွန်ချွန်လေးနဲ့ခန်းလေးရလဲလိုက်တယ်ခန်းလေးရဲ့ကိုလိုက်ကြည့်အောင်အဲဒါအေကန်ပေါ့ဒါ wifi password တော့ပြီးဘူးတီဒါအေကန်ဒီမှာစတီနဲ့ညနေမှထိုင်ပြီးသူက TV လဲပါတယ်ဆိုတော့ဒီစစီရုပ်ရှင်လေးကြည့် TV လေးကြည့်ကြည့်လို့လည်းရတယ်နင်ဒီအသေးလေးဒါမျိုးပေါ့ကြောင်းလေးမျိုးကြောင်းတင်းလေးကမြေစင်လို့ပကံလို့ဇုံးလို့ ော့။ဒါဟင်းချက်စားဖို့ဒင်းနီတို့တမိပောင်းတို့ပါပါသေးတယ်။ဟိုအောင်လာပြီးတော့ဟင်းချက်စားမယ်ဆိုတဲ့အစီအလေးမျိုးပေါ့နော်။ပြောဒီခန်းလေးဒါပါခန်းလေးဆိုတော့ဒါ toilet ဟိုဘက်မှာလည်းရေချိုးခန်းနဲ့အိမ်လာဒါဒီအိမ်ခန်းဘက်မှာနေလေ။ဒါအိမ်လာတက်တက်တလုံးထုတ်ထုတ်ပေးထားလူများတဲ့လူကြီးဆိုတော့ toilet နှစ်ခုပါတယ်ဆိုတော့စီရပါတော့ဒါအိတ်ခန်းမှာ ိတ်ခန်းလေးကလည်းဒီလိုမျိုးသက်သက်ရက်လေးနဲ့ငင်းဒီမှာမှန်လို့လို့ရှင်ဒီမှာပစ္စည်းထည့်ဖို့ပြီးဟို dryer ခြင်ရိုက်ပတ်တန်ခြင်ပြေးဆက်ဒီမှာ extension ပုတ်တောင်ထည့်ပေးထားသေးတယ်ကျော်စီးရယ်နော်ဒီခန်းကတော့ဒါအိတ်ခန်းနဲ့တွဲရက်ရေချိုးခန်းအိမ်သား master bedroom လို့လုပ်ထားတာဟိုပြင်မှာကျတော့ toilet တည်တယ်မြေဒီဟာကျတော့ရေချိုးခန်းနဲ့အိမ်သားနဲ့တွဲရဲဆို toilet နှစ်ခုပါတယ်ပြီးရင်ဒီမှာ ။ဟေးဒါရေတတအသေးလေးအစားပါတယ်။သူ့ဈေးနဲ့ဆိုရင်တော့ဒါတော်တော်တန်တဲ့ကလောမလေး။ဟေးဈေးလေးနဲ့။ဒီဟာကတော့ဒါဂဒင်ရဲ့ဒီဘက်မှာထားတာပေါ့နော်။ခုံလေး။ဟေး။ဒီလေး။ဒီလေးချပြ။ဒီဒီနားမှာပုတ်စားတာတော့အပြင်ရှူရင်းကြည့်တာတော့ဒီလေးလေးလုပ်လိုက်ရတယ်။အချင်းလုံးကြတာတက်တာဟုတ် ီကနေကြည့်ရတဲ့ view လေးကလည်းမိုက်တယ်။နေနေကြရင်တော့နားလေးမှာထိုင်ပြီးတော့အလုံးကောင်းအင်းဒီနားလေးကနေထိုင်ပြီးနေနေပတ်ဆိုလို့ရှိရင်ကော်ဖီလေးပေါက်စာအုပ်လေးဖက်ရုပ်ရှင်လေးကြည့်ပါတော့။ဒါဆိုတော့မိုက်ဒီ Happy Holiday အင်းမှာက EV charger ရှိတယ်။ကားပါကင်ကလည်းကျေတယ်။ဒီဘက်မှာဆိုလို့ရှိရင်ကား6စီးလောက်ရက်လို့ရတယ်။ဒီ reception အရှိမှာဆိုရင်လည်း2စီးလောက်ရသေးတယ်။ ဲ့လိုဆိုတော့ channel မှာလေကားတော်တော်ဆန်နေတဲ့ကားရက်ဖို့နေရာလေစိတ်ချတယ်ဒီမှာအခန်းကြီးက9000ပတ်ချာလေးလောက်ပဲရှိတယ်ကျွန်တော်တို့တကယ်တည်း mini kitchen ပါတဲ့ deluxe room က9500ပဲပေးရတယ်အထင်းပါ aircon လည်းပါတယ်ရေကလည်းရေပူရေရတယ်ဒါပေမဲ့ breakfast တော့မပါဘူးအခုဒုတိယပြောပြမယ့် hotel ကကြတော့ပြည်အောင်စုလမ်းမကြီးပေါ်မှာရှိပြီးတော့ဈေးနဲ့မတရားနှီးတယ် hotel ဖြစ်ပြီးတော့အခန်းကြီးကလည်းတော်တော်လေးကိုတတ်တာတယ်ကျွန်တော်တို့အိမ်မှာ၄ရက်တင်ပြီးခဲ့တယ်အဲ့ဒါတော့ winner hotel ပါ ဒီမှာတယောက်ခန်းနေပြီးတော့စပြီးမှားလို့ရတယ် FA တွေအတွက်တော့ကွက်တီပဲဒါကကျွန်တော်တို့တဲတဲ့အခန်း Deluxe Room ကျွန်တော်တို့သွားတဲတော့တော့9000ခွဲပေးရတယ်သူကတော့ဒီလိုအခန်းကြီးတစ်ခန်းပါတယ်နောက်ပြီးတော့ရေချိုးခန်းပါတယ်ပေါ့နော်ရေချိုးခန်းနဲ့မှာဘတ်တက်ပါတယ်ဒီ hotel ကိုသဘောကျတဲ့အချက်ကနန်ရန်တွေကိုပိုင်းဦးနဲ့ကာထားတာအဲ့ကောင်နေရညဘက်ဆိုရင်မတရားနှွေးတာဒီအခန်းထဲမှာကလောအရန်အေးတာတော့ညဆိုရင်နှွေးနေရပဲဒါပေမဲ့ဒီ hotel မှာတော့ breakfast မကြွေးပါဘူးကျွန်တော်တတိယပြောပြခြင်းနဲ့ဟိုတယ်လေးကတော့ Hotel Glow Hey Lodge အဲ့ဒီမှာကကျွန်တော်တိတ်ရက်သွားတည်ခဲ့တယ်ဒီဟိုတယ်ကတော့ကလောမြို့တွေနေနည်းနည်းလေးလှမ်းနေမိနစ်20လောက်မှောက်ရတယ်အဲ့တော့ဟိုတယ်ကိုလာမယ်မြို့တွေကိုမုတ်ထွက်ပြင်စားမယ်ပြီးရင်ဟိုတယ်ပြန်လာမယ်ဆိုရင်တော့အသွားလာဂကြီးကထနေနေတော့များတယ်နောက်ပြီးတော့ဒီဟိုတယ်မှာတည်တဲ့ရည်ရွယ်ချက်ကကြတော့မြို့နဲ့လှမ်းပြီးတော့တောတွေတောင်တွေတွေကိုရောက်နေတဲ့ feeling မျိုးကိုခံစားချင်လို့လာတည်တာအဲ့ဒါကြောင့်မလို့ဒီဟိုတယ်မှာတရက်လောက်ပဲတည်မယ်ဆိုရင်တော့ဟိုတယ်မှာပဲအပြည့်အဝหนีလိုက်တာပိုအဆင်ပြေပါတယ် ဒီမှာလာတဲ့တဲ့အဓိကအချက်ကတော့ကလောရောက်ရင်ရှောက်လေရအထက်ကလောရဲ့ဒီလိုတောတောင်တဘာဝကိုအေးအေးဆေးဆေးခံစားနေတဲ့သူတွေနောက်ပြီးတော့လူကြီးမိဘတွေပါလာလို့ဒီလိုမျိုးချမ်းကြေကြေဝန်းဝန်းနဲ့မှာနေကောင်းလေတဲ့ချူချင်တာမျိုးဖြစ်ဖြစ်နောက်တစ်ချက်ကဒီဟိုတယ်ကအေကာ30ကျော်ကျေတယ်သူ့ထဲမှာကိုယ်ပိုင် friend လေးရှိတယ်အဲ့တော့ဒီမှာတဲလို့ရှိရင်ဟိုတယ်ရစီစဉ်ပေးတဲ့ family activity ကိုခမေ join လို့ရတယ်အဲ့ဒါကြောင့်တောထဲမှာ tracking သွားရတာသဘောကျတာမျိုးနောက်ကလေးငယ်တွေပါလာလို့ family activity လေးတွေပေးလုပ်ချင်တာမျိုးဆိုရင်တော့ ဒီ hotel မှာတည်ကြည့်ဖို့ recommend ပေးပါတယ်ဒီမှာတော့အခန်းက3မျိုးရှိတယ် standard room ရယ် deluxe room မှာ mountain view နဲ့ garden view ကျွန်တော်တို့အခု2025 November မှာသွားခဲ့တဲ့ဇီးရဆိုရင်တော့ standard room က3တိတ် deluxe room က mountain view ကိုဆိုရင်2360 garden view ကတော့2300 garden view နဲ့ mountain view ကဈေးတိတ်မကွာဘူး view ရလည်း mountain view ကိုပိုသဘောကျတဲ့အတွက်ဒီတစ်ခေါက်တော့ mountain view မှာပဲတည်ပြပါတယ်ဒီမှာအခန်းကတော်တော်လေးကိုကြည်တယ် နောက်တစ်ချက်က Veranda view ကလည်း mountain view ဖြစ်တဲ့အတွက်အရင်ကိုလှတယ်။နောက်ပြီးတော့သူ့ရဲ့ Veranda အကျယ်ကြီးပဲဒီမှာ AC ထိုင်ပြီးတော့ရှုခင်းကြည့်လို့လည်းရတယ်။ Veranda ထွက်ပြီးတော့စာပဲဖက်ဖက်အနားပဲယူယူတော်တော်လေးကိုအဆင်ပြေတယ်။နောက်ပြီးတော့ဒီအခန်းရဲ့ decoration တွေကလည်းလုံးဝ over ဒီအခန်းကျောင်းအသေးစိတ်ကိုတော့ဒီမှာဗီဒီယိုရှည်သွားမှာဆိုလို့ကျွန်တော်ထပ်မပြောတော့ဘူးဒီအခန်းကျောင်းအသေးစိတ်ကိုတော့ကျွန်တော်တို့ Helios Hotel အကြောင်းပြောပြထားတဲ့ဗီဒီယိုမှာကြည့်လို့ရပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီ hotel ရဲ့မှာ tracking သွားခဲ့တဲ့ activity တွေကိုလည်းအသေးစိတ်ပြောပြပေးထားပါတယ် ီဟိုတယ်မှာတော့ breakfast ပါလေ breakfast ကို buffet ခင်းတာနောက်ပြီးတော့ဒီဟိုတယ် breakfast မှာဆိုရင်ရှမ်းခေါက်ဆွဲလိုစံစီပါနာမည်ကြီးပဲဒီမှာတော့ရှေ့မြို့ထဲမှာတဲခဲ့တဲ့နေရာနဲ့ဆိုင်တော့ဈေးနည်းနည်းများတယ်ပေါ့ဒါပေမဲ့ဒီမှာကျတော့တော်တဲ့တောင်ထဲမှာနေရတဲ့ feeling မျိုးတွေနေရအခြေကြီးမှာတဲရတဲ့ vibe မျိုးတွေရတဲ့အတွက်ကလောရောက်လို့အေးအေးဆေးဆေးတိတ်တိတ်ဆိတ်ဆိတ်နဲ့ luxury ဆန်ဆန်တဲကျင်နေဆိုရင်တော့ဒီဟိုတယ်လေးမှာတွားတဲကြည့်ပါလို့အကြံပေးပါတယ်ခုပြောပြခဲ့တာတော့ကျွန်တော်တို့ကလောသွားတော့ကတဲခဲ့တဲ့နေရာလေးတွေအကြောင်းပါ ခုကျွန်တော်ပြောပြသွားတဲ့ information ကတော့ hotel ဒီအကုန်လုံးကိုခြုံပြီးပြောတာမဟုတ်တဲ့အတွက်စုံကြီးမဆုံးပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့ day ကတုန်းကဒီ၃ခုစလုံးအဆင်ပြေခဲ့တဲ့အတွက်နောက်သွားမယ့်လူတွေလည်းအဆင်ပြေအောင်လို့ information လေးကိုပြန်မျှဝေပေးတာပဲဖြစ်ပါတယ်။ကျွန်တော်အခုပြောပြခဲ့တဲ့နေရာလေးတွေအပြင်တခြားတဲလို့ကောင်းမဲ့နေရာလေးရှိလေ။နောက်ကလောသွားမယ့်လူတွေအဆင်ပြေအောင်လို့ comment မှာတွေ့ကြုံလေးမျှဝေပေးတော့ပါအောင်နော်။ဒီ floor လေးကိုဆုံးတိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်။သိပ်မကြခင်မှာ hinge chat blog တွေလည်းပြန်လာပါမယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။ bye bye